ခန်းလေကျွန်ုပ်တို့သည်အညောတိုင်းလိုက်နာရန်ဆုံးဖြတ်ကြပြီးနောက်မိမိတို့ငွေအားကိုထောက်၍ဝယ်ချမ်းရမည့်ပစ္စည်းများကိုတိုင်ပင်လျက်ရှိကြလေသည်မောင်စောနိုင်မှာသွားလိုလာသောဆန္ဒကြီးမားပြင်းပြလာသည်ဖြစ်၍မြန်နိုင်သမျှမြန်စီအောင်စီမံဝယ်ချမ်းရန်တိုက်တွန်းလှသည်နှင့်ကျွန်ုပ်သည်ကျောင်းဆရာကြီးထံသွားပြီးလျှင်ဒါစာမဲခွင့်6လကိုတောင်းခံခဲ့ရလေသည်နောက်တနေ့နဲ့ထမင်းစားပြီးလျှင် ကျွန်ုပ်တို့ငွေရထားသော National ဖန်တိုက်သို့သွား၍လူသလောက်ငွေများကိုထုတ်ယူပြီးနောက်ဝယ်ရှမ်းကြသောပစ္စည်းများမှာနံပါတ်1 Waterboat တစ်စင်းနဲ့တက်စီအမြောက်များနံပါတ်2တနက်နှစ်လက်ကျွန်တို့နှုတ်စလုံးမှာတနက်နိုင်စင်ရပြီးဖြစ်လေသည်နံပါတ်3လူ9ယောက်အတွက်6လစာစားရိတ်ခါများနံပါတ်4ရန်ထောင်းအမြောက်များ၎င်းတို့ကိုဝယ်ခွင့်ရရန်အကြောင်းကိုဖော်ပြသည့်ပြင်ငွေချေးအမြောက်များကုန်ကြရလေသည် နံပါတ်9မြမပီမြေပုံကြီးတစ်ခုနံပါတ်6အရက်လေးမျက်နှာကိုအလိုတကူသိရှိနိုင်သောတန်လိုက်အိမ်မြောင်တစ်ခုမှန်ပြောင်းတစ်ခုနံပါတ်9ချိန်ဤသောဥဒ္ဓရာသီ၌ဝိစင်ယံဝိစာများနှင့် ဆောင်းများနံပါတ်10မကြမ်းမာသီခါမြီဝဲသုံးဆောင်ယံစေးပလင်းများနှင့် အရေးရှိသီခါရရှိနိုင်ယံအရက်ပလင်းနှင့်ငယ်တကောင်းပြင်ပကံခွဲရောက်မှဆ၍လူတို့အသုံးဆောင်များဖြစ်လေသည် ကျွန်တော်တို့ဒီအထက်ပါရများကိုဝယ်ချမ်း၍၎င်းတို့ကိုမြစ်ကြီးနားမြို့သို့ပို့နေစေရန်မှားထားစီမံခဲ့ပြီးလျင်မိတ်ဆွေများကိုလည်းနှုတ်ခွန်းဆက်သ၍ကျွန်ုပ်တို့သုံးသည်ရန်ကုန်မြို့မှမြေရထားဖြင့်ထွက်ခွာခဲ့ကြလိမ့်ဤပစ္စည်းများမှာမြစ်ကြီးနားသို့မရောက်မီရန်နှဲငယ်ကြံ့ကြောင်မီဖြစ်သောကြောင့်ကျွန်ုပ်တို့သည်မြစ်ကြီးနားသို့ဓာတ်ရိုက်မသွားသေးပဲမြေရထားလမ်းတစ်လျှောက်ရှိမြို့များတွင် မြို့ရည်အခြေအနေကိုကြည့်၍ထိုက်သည့်အားလျော်စွာဝင်ရောက်လဲပတ်ကြပြီးလျင်15ရက်ခန့်ကြာလာသောအခါ ြည်ကြီးနာသို့ဆက်ရောက်ကြလိမ့်။၎င်းနောက်ပစ္စည်းများအချို့ကိုထောက်လန်းဆောင်ဆန်း၍မရောက်သေးကြောင်းကြားသိရလျင်ကျွန်ုပ်တို့သည်သွားရန်လူနေလာသည်ဟုသဘောရှိရသည်နှင့်အေယော်ရီမြင့်ညာ၏အကြောင်းကိုတိကျွမ်းနားလေသည့်လူတစ်ယောက်ကိုမေးမြန်းရှာဖွေကြရာမုတ်ဆိုးအလုပ်ဖြင့်အသက်မွေးလျက်ရှိသောလဝလူမျိုးတစ်ယောက်ကို တွေ့ရလိမ့်။၎င်းမုတ်ဆိုးမှာမြကြီးနာမြို့အထက်မိုင်ပေါင်းများစွာထုတ်၌လှည့်လည်သွားလာမှုသည့်ပြင်တနက်ပြစ်ချင်း၌လည်း အလွန်လက်ဖြောင့်သဖြင့်၎င်းအားကျွန်ုပ်တို့နှင့်အတူလိုက်ရန်တိုက်တွန်းတွေးဆောင်ကြလိမ့်ပထမ၌လာဝသည်ဤမြလာဝေသောရက်ကိုမလိုက်လိုကြောင်းနှင့်ပြောလေလျင်ကျွန်ုပ်တို့က၎င်းအားမသိမဖြောက်ပြန်ရောက်ခဲ့ပါမူတလလင်လာက90ကျက်ကြပြီးမိအကြောင်းကျွန်ုပ်တို့ရန်ထောင်များနှင့်တနက်များကိုအလိုရှိသည့်အတိုင်းပြစ်ခတ်ရန်အသုံးပြုနိုင်သည့်ပြင်တလိဆန်တို့၏အရေးအဆွေတို့ကိုလည်းယူနိုင်ကြောင်း၎င်းတို့အစိုးရမင်းထံမှရရှိသောစုငွေများကိုလည်း ၎င်းအားပြီးမည်ဖြစ်ကြောင်းပြန်လာသောအခါ၌ကျွန်ုပ်တို့၏တနက်နှစ်လက်ကိုလည်း၎င်းအားလက်ဆောင်ဖြစ်ဖြင့်ပြီးမည်အကြောင်းများကို ပြောပြစကားလာဝသည်စိတ်တမျိုးပြောင်းလဲ၍ကျွန်ုပ်တို့သွားလိုသည့်အရက်ကိုလိုက်ရန်သဘောတူညီလေသည် ထို့နောက်၎င်းအားကျွန်ုပ်တို့သဘောမတူဘဲပြန်ဖို့အကြောင်းကိုမပြောရန်နှင့်ကျွန်ုပ်တို့မသိဘဲထွက်၍လည်းမပြေးရန်အကြောင်းများကိုအာမဝနာခံစီပြီးလင်အထက်မြညာဤအကြောင်းများကိုသိရှိသလောက်ပြန်ကြားပြောဆို၏ ကျွန်တော်တို့မှလည်းလောင်းဝံစကားမတက်လောင်းဝံမှလည်းမြန်မာစကားကောင်းစွာမတက်သဖြင့်နားလေတစ်ချက်နားမလဲတစ်ချက်နဲ့တိလိုသောအရာတို့ကိုမေးမြန်းစုံစမ်းရင်းမော်တော်ဘုတ်ကိုဆောင်းဆိုင်နေကြလိမော်တော်ဘုတ်ရောက်လာသောအခါရောက်ရှိပြီးသောစားရိတ်ခါတို့နှင့်ဓာတ်စီမှဆ၍အခြားမှထဝယ်ချမ်းပြီးပစ္စည်းများကိုမော်တော်ဘုတ်ပေါ်သို့တင်ကြပြီးလင်မော်တော်ဘုတ်ဆက်ကရီယာကိုနားလွယ်၍ကောင်းစွာမောင်းနေနိုင်သောလူတစ်ယောက်ကိုတလလင်း80ကျပ်နှင့်ငှားရမ်းလေ၏ ၎င်းတော်ကျွန်တော်တို့စိတ်ကူးရရှိရသမျှသောအရာတို့ကိုထပ်မံဝယ်ယူကြပြီးနောက်စောင်းဥထူရာသည့်အေဂျင်သောနန်းနတ်၌ကျွန်တော်တို့ငါးဦးသားတို့သည် မြေကြီးနားမြို့မှအေယာဝရီကိုဆန်တက်၍သွားကြလေ၏ကျွန်တော်တို့သွားရသည်မှာလူမယောက်ဖူးသည့်ဘေးဥပ္ပန်အနေထူထပ်လာသောအရက်တို့ကိုရန်ဆ၍သွားရသည်ဖြစ်တော်လဲမောင်စောနိုင်မှာပြောဝဲစားသွားမိကဲ့သို့ဒါလင်မှတ်ထင်၍အင်္ဂလိပ်သချင်းမြန်မာသချင်းစသည်တို့ကိုဟစ်အော်ဆိုမီလျက်ပျော်ရွှင်သောမျက်နှာထားဖြင့်တိုက်လေ၏ ျွန်တော်မှာမူအသက်40ကျော်သဖြင့်ဤကဲ့သို့ရွှေမျိုးသောစိတ်နဲ့နှဲပါပြီးဖြစ်၍စေးတံကိုတောက်ပြီးလင်မောင်စောနိုင်၏မျက်နှာကိုကြည့်လျက်စဉ်စားကလိုက်ပါလာခဲ့လေ၏ဘောဆံမှာမူမရောက်ဖူးသည့်ဒေသဖြစ်သည့်ပြင်တောကြီးတောင်ကြီးတို့သည်လွန်စွာကောင်းလာသဖြင့်ဗဇက်ကိုဟလျက်ထိုမှဤမှရွှေပြောင်းကြည့်ရှုကလိုက်လေ၏မော်တော်ဘုတ်သည် တနအီလင်ရှစ်မိုင်ကြာခန့်ခုတ်သွားရာအေယာရီမြစ်သည်လဲမြစ်ကြီးနားအထက်တို့၌ကလွန်စွာချင်းမြောင်းလှသည်ဖြစ်ရာ ချောင်းကလေးများတပွဲဖြစ်လေ၏အချို့နေရာတို့၌အထူးသဖြင့်ကျေးမြောင်းသည်ဖြစ်သောကြောင့်မြစ်လေတွင် ခုတ်လျက်ရှိသောမော်တော်ပုံးမှနေ၍ပေါ်ပါသောသူတစ်ယောက်သည် ခုံ၍ချလိုက်ပါမူကံကိုပင်ရောက်လူပန်းန်းရှိပြီ၏မြည်ရည်သည်လည်းလွန်စွာကြည်လင်အေးများလှသည်ဖြစ်၍ရေသက်တော်အမျိုးမျိုးတို့သည်မိမိတို့ဘာသာဘာဝပျော်မြွှေ့လှုပ်ရှားလျက်ရှိကြသည်ကိုထင်ရှားစွာမြင်ရလေ၏လက်တစ်ဖက်တစ်ချက်တို့၌လည်းကြောက်လုံးတို့သည်မြောင်များစွာစုပုံလျက်ရှိကြရာ အမြောက်လုံးများကိုဖြန့်ကျက်ထားပြီးတကယ်သို့ရှိပြီ၎င်းတို့ကိုမြင်လင်ပေါ်ဆန်သည်စိတ်ချရန်အတွက်လုံသုံးကြသည်ဟုပြောလျက်ပြန်သောအခါကျတက္ကလာတည်နိုင်သလောက်တည်ဖို့ယူဆောင်ခဲ့ကြမည်ဟုကြေးဝါးလျက်ရှိပြီ၃နိုင်ခန့်သွားမိ၍မိုင်ပေါင်း20ကျော်ခန့်ရောက်သောအခါမြေပတ်တစ်ဖက်ရှိတောင်ကမ်းမတို့ကိုပေါရောက်လျက်ရှိသောတစ်ပင်ကြီးတို့သည်တဖြည်းဖြည်းသာလွန်ထူထပ်၍လာလေ၏အချို့သောနေရာတို့၌မြောက်တို့သည် ရောက်ကလေးများကိုတွေ့လျက်တစ်ပင်တပင်မတပင်တို့ခုံလွားကုသလျက်မြူထူပြောပါကြသည့်လက္ခဏာနှင့် အော်မီချသောအတန်တို့သည်ကြွက်ကြွက်စုများပဲ့တင်ထက်လျက်ရှိကုန်၏။ဦးရောင်းတို့သည်လည်းမော်တော်ပုတ်တန်ကိုကြားသဖြင့်အနီးနားရှိတစ်ပင်တို့မှလမ်း၍ပြန်သွားကြပြီးလင်မနီမဝဲသို့ရောက်သည့်အခါတဖန်နားကြပြန်ကုန်၏။မော်တော်ပုတ်၎င်းတို့အနီးသို့ရောက်ရှိလာပြန်လင်တဖန်ထား၍ပြန်သွားကြပြီးလင်ရှိအထက်ဝေးဝေးသို့တွားရောက်နားနေကြပြန်လေ၏။ တောင်ငယ်ပါသည်လည်းအလွန်တရာမတ်ဆောက်သည်နှင့်ရှောင်းလွှဲရာမရနိုင်ပဲဥရောင်းတို့သည်၎င်းတို့၏မော်တော်ဘုတ်ရှိမှလမ်းပြသပွဲပုံချီနားချီနှင့်သွားကြလေ၏ကျွန်ုပ်တို့သည် ထွက်မလာမီကကာဖီနှင့်မုံများကိုဝမ်းပြေအောင်စားတော့၍လာခဲ့ကြတော့လေအလွန်တရာတန်ရှင်းစင်ကြသောလေကိုရှူရှရသည့်အတွက်စားခဲ့သောအစာတို့သည် ကြည်လွယ်သည်ဖြစ်သောကြောင့်လေးနာရီခန့်သွားမိလျင်ဒီမခံနိုင်အောင် စာလောင်မုတ်သိကြလေသည် စိတ်ကန်းသာရသောနေရာတစ်ခုကိုတွေ့ရင်ကျွန်ုပ်တို့သည်ခိတ္တနာနေရန်မော်တော်ဘုတ်ကိုစိုက်ပြီးလင်လေမီးပေါ်နှင့်ထမင်းအိုးတစ်လုံးကိုချက်၍ငါးတစ်တာအမဲတစ်တာတို့ဖြင့်မြင်းချက်စွာစားဆောင်ကြလေသည် ကျွန်ုပ်တို့မှာစားရရိတ်ခါများစွာပါလာတော့လဲဆံကိုဝင်လေးစီအတွက်အမြောက်များမယူနိုင်သည့်ဖြစ်သောကြောင့်မုတ်တစ်တာကိုအားပြုပြီးလင်ထမင်းကိုခြေတား၍စားတော့ကြလေ၏နရဆာစားတော့ပြီးစီး၍ခိတ္တမြစကားသမီးပြောဆိုကြပြီးလင် အနေငယ်ပူလိုက်သည်နှင့်ရေချိုးကြမည်ဟုအဝင်းများကိုလဲလှယ်၍မြစ်ထဲသို့ဆင်းကြရာပေါ်ဆန်သည်ရေကိုထိလင်ထိခြင်းအမလေးပြဟုအော်၍ကုန်းပေါ်သို့တက်ပြေးလေ၏တက်ပြေးရခြင်း၏အကြောင်းမှာ၎င်းရက်ရှိမြည်ရည်သည်အခြားရက်တို့တွင်ရှိသည့်မြည်ရည်နှင့်မတူအလွန်မင်းအေးမြခြင်းကြောင့်ပင်ဖြစ်လေသည်ကျွန်တော်တို့မှာကိုကိုရေတွင်လင်းမြန်စွာနှိမ့်၍ဆက်ပြာစင်ုံသာစေးနိုင်လေသည်ပေါ်ဆန်မှမူထိုနေ့မှစ၍ရေချိုးရန်အကြောင်းကိုစကားဆက်၍မြမပြောချင် ညနေ2နာရီထိုးလျင်ကျွန်တော်တို့သည်ဆက်လက်၍ခီးသွားပြရန်9နာရီထိုးတကလာစိတ်ကန်းကောင်းသည့်ရက်တွင်ချက်ပြုတ်စားတော့ကြ၍ကံမော်တွင်ကောက်ဆုံးများခင်းပြီး၍လင်အိတ်ကြရလေ၏ထိုးသူအိတ်စင်အခါတောတော်ဝါထိုး၏ရန်ကိုကြောက်သည့်အတွက် မုတ်ဆိုးကိုတညာလုံးစောင့်သည်ပြီးလင်နေ့ခါတွင်၎င်းအောင်မော်တော်ဘုတ်တွင်အိတ်စီ၏တနေ့ခီးသွားမိ၍မြကြီးနာမြို့နယ်မိုင်ပေါင်း50ကျော်ခန့်ရောက်လေလင်၎င်းရက်ဒေသတို့၌စီနေ၍အလွန်ကြီးအားလှသည့်အတွက် နနဲ့ဆောဆောတို့၌တောင်ကိုမြေခိုစသည်တို့သည်တမိုးလုံးပိတ်မောင်လျက်ခရီးသွားလာခြင်းကမတတ်နိုင်အောင်ရှိပေ၏။၈နာရီကျော်၉နာရီကြာသည့်တိုင်အောင် ဆောင်းဆိုင်နေပါတော့လဲ။အာဂါဒကောင်းကင်သည်တဖြည်းဖြည်းလင်း၍လာမည်အစားဒေါတောင်တို့သည်နေမင်းကိုကြောက်ရွံ့သဖြင့်မိမိတို့၏အခိုးများဖြင့်ခေါင်းမီးခြုံထား၍ပြီးတဲ့ကဲ့သို့ပိတ်ဆိုင်ဝေမိုင်းလျက်ရှိလေ၏။၁၀နာရီခွဲခန့်တိုင်အောင် ရောက်သောအခါမှနေအောင်ကြီးတို့သည်ခေါင်းမီးခြုံကိုလှန်ပစ်လိုက်ပြီးတဲ့ကဲ့သို့ မြူကိုကိုဆုပ်ယူပပျောက်စေပြီးလျင်မြေရိုးတစ်လျှောက်သည်လည်းထိမ့်ထိမ့်လင်းလျက်ရှိကုန်၏။ဤကဲ့သို့စီးနင်းဝေလျက်ရှိသဖြင့်ဆောင်းဆိုင်နေရသည့်အခါတွင်လွန်စွာချမ်းရည်လာသောကြောင့်ကျွန်ုပ်တို့သည်ညာဟုကရှောက်ဖွေထား၍ရသောထင်းကိုမိဖို့၍အရက်နှငယ်ကို ဝေငှတောက်ကြပြီးလျင်ဆောင်းဆိုင်နေကြလေ၏။မြစ်သည်လည်းကျင်းတဲ့ချင်းကျင်းမြောင်းလာ၍မြည်ရည်သည်ရှိကထက်သာ၍လင်းမြန်စွာစီးသည့်ဖြစ်သောကြောင့်ကျွန်ုပ်တို့မော်တော်ဘုတ်သည်ဆက်အားရှိသမျှခုန်နေ၍သွားပါတော်လဲ။ တနအီလင်း9မိုင်ကြားထက်ပိုမို့၍မရောက်နိုင်အောင်ရှိလေ။နေနေငယ်ဆောင်၍အပူချိုသွားပြန်သောအခါတောင်ကိုများသည်မြေချောင်းကိုကြည့်မမြင်နိုင်တော့အောင်စီကာလျက်ရှိပြန်သဖြင့်ကျွန်တို့သည်ကန်းသို့ဆိုက်ကြရပြန်လေ။ညအခါ၌ကချမ်းရင်လာသည်လဲတကြောင်တောသည်လဲအလွန်နှက်လာပြီဖြစ်သောကြောင့်တောတော်ဟာတို့၏ရန်ကိုကြောက်ရသည်လဲတကြောင်ကြောင့်ကျွန်တို့သည်မိဘုံကြီးများကိုဖို့၍မိဘုံကိုဝိုင်းလျက်အိပ်ပြီးနောက်မုတ်ဆိုးကိုရှေ့ရနေသူအဆောင်ထားကြလေ။ ကျွန်တော်တို့လည်းခီးသွားစင်ခါမြမပြီးမြေပုံကိုကြည့်လျက်မြည်သည့်နေရာသို့ရောက်တံမီစသဖြင့်မှန်းဆ၍လိုက်ရာမြေဆုံတစ်ခုကိုတွေ့သည့်အခါ၌မြေပုံတွင်ကြည့်၍တွေ့လင်လဲတွေ့မတွေ့လင်လဲကြည့်သည့်မြစ်ကိုရွေးချယ်၍စံတက်ကြလေ၏မောင်စောနိုင်မှလည်းမှန်မြောင်းတစ်ခုဖြင့်ကျွန်တော်နှီးထိုင်၍အလွန်အောင်းပွဲကောင်းသောຢာတို့ကိုတွေ့မြင်ရပြီးတကယ်သို့ဝမ်းမြောက်ဝမ်းသာရှိသောမျက်နှာထားဖြင့်အရက်လေးမျက်နှာကိုကြည့်ရှု၍လိုက်လေ၏ ပေါ်ဆံမမူဒေါတောင်စိတ်ဆန်းတို့၏အံ့ဩပဲကောင်းခြင်းများကိုဝါအောင်မင်ကြည်ပြီးဖြစ်၍မကြည်လိုသည့်လက္ခဏာဖြင့်ဆံမောင်းသူဤတွင်ထိုင်၍ငိုက်လျက်လိုက်လေ၏။ဤသို့တနေ့လင်း၃နာရီခန့်ခီးသွား၍၄ရက်မြောက်သည့်နေ့၌မြကြီးနာမြို့မှမိုင်းဒီယာခန့်ဝေးကွာသောအရက်သို့ရောက်ကြလေ၏။၎င်းမိုင်းဒီယာထိမှကျွန်ုပ်တို့သည်တစုံတရာထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်သောအရာတို့ကိုမတွေ့ကြုံရဘဲစိတ်နှလုံးငြိမ်သက်အေးချမ်းစွာဖြင့်ရောက်ရှိကြလေ၏။ ငါရဲ့မြောက်သည်ညအချိန်၌စိတ်ကန်းသူဆိုက်ကြလျင်မုတ်ဆိုးသည်တောဤချင်းဤကိုကြည့်၍ဥကောင်းကိုရမ်းပြီးလင်အထူးသဖြင့်သတိဝရိယဖြင့်အိတ်ကြရန်ပြောလေ၏တောနသည့်အခြေကိုထောက်၍ကြည့်ရလျင်မုတ်ဆိုးသတိပေးလင်လဲပေးထိုက်ပေ၏တစ်ပင်ကြီးတို့သည်ရေဆက်သို့ရောက်သည့်တိုင်အောင် ပေါက်ရောက်လျက်ကံပေါ်၌ခြေချရန်မြမကြံရှိသလောက်ဒေါ်ချုံတို့သည်ထူထပ်ကြတဲ့စွာရှိကုန်၏မုတ်ဆိုးဟာကျွန်ုပ်တို့အိမ်ရန်မြေတစ်ကွက်ကိုတုတ်တင်ရှင်းလင်းစေပြီးလျှင်ကျွန်ုပ်တို့သည်ညစာစားတော့ပြီး၍ ပလက်လန်လေးရဲ့စေတံများကိုတောက်ကြစဉ်နေမင်းသည်တဖြည်းဖြည်းအယောက်ညှိုးမြွေပျောက်ွယ်သွားလေ။နေဝင်ရေးအတန်းငယ်ကြလင်ဒေါသတော်တို့လည်းမိမိဘာသာဘာဝဟိဟောက်အောင်မိကြသောတန်တို့သည်တတော်လုံးပဲ့တင်ဟီလေးရဲ့အလွန်တရာမှကြောက်မက်ဖွယ်ကောင်းလေ။ကျွန်ုပ်တို့လည်းမုတ်ဆိုးသတိပေးသည့်တိုင်းတဏ္ဍများကိုရင်ထိုးလျက်မိဘုံဤတွင်ထိုင်နေကြစဉ်ကျွန်ုပ်တို့သည်ပိရိယ90ခန့်ကွာသည့်ပညာရက်တွင်စံကြီးတကောင်သည် ကြောက်တုံးကြီးတစ်ခုပေါ်တွင်ရက်လျက်ရေတောက်မီပြူစဲတွင်မိဘုံကြီးကိုမြင်သဖြင့်သင်္ကာမကင်းနေသောအနေဖြင့်ရေကိုမတောက်သေးပဲဥကောင်းမော်လျက်နေသည်ကိုကျွန်ုပ်တို့လည်းလာရောက်တွင်မြင်ကြလေ။မိုးဆိုးကပြည့်မြင်ဟုတနတ်ကိုပြင်ရာကျွန်ုပ်နှင့်မောင်စောနိုင်တို့လည်းပြစ်ခတ်ရန်ဝါသနာပါသည်နှင့်သူပြည့်မြင်ငါပြည့်မြင်လူ၍နေကြသည်တွင်ကျွန်ုပ်သည် မောင်စောနိုင်၏ဆေးအားကြီးသောမျက်နှာကိုမြင်သဖြင့်ခွင့်ပြုလိုက်ရလေ၏။မောင်စောနိုင်သည်ကြောက်တုံးတစ်ခုပေါ်တွင်ထိုင်လျက်ပြစ်လိုက်ရာမောင်စောနိုင်မှလက်ဖြောင့်သည်ဟု ျွန်ုပ်ကိုယ်တိုင်ချီးမွမ်းခဲ့ဘူးသည်ဖြစ်တော်လဲပြစ်ချင်စိတ်အားကြီးလာသည်ဖြစ်၍ဂျက်ကောင်းကိုမှန်မှန်ပဲရှေ့သို့သာမှန်၍တောထဲသို့တဟုန်ထိုးဝင်ပြေးလေ၏။မောင်ဆိုးနိုင်လဲကြံရှိသောရန်တရောင်းနှင့်တစ်ချက်ထပ်၍ပြစ်လိုက်ပြန်သည်။ကျွန်ုပ်နှင့်မောင်ဆိုးနှစ်ယောက်သားတို့သည်လဲမောင်ဆိုးနိုင်၏ပထမချက်သည်မထီမှန်ချောင်းကိုသိမြင်သဖြင့်မိမိတို့၏တနတ်များနှင့်စိုင်းကြီးအပြည့်တွင်တပြိုင်နက်ပြစ်လိုက်ကြပြန်ရာမိသူ၏တနတ်ထိမှန်သည်မသိစိုင်းကြီးသည်ကောင်းငင်သို့တစ်ချက်ပြန်တက်၍ မြည်သူပြန်ကြပြီလင်မလှုပ်ရှားပဲနေလိမ့်ဤကျွန်ုပ်တို့သုံးသားသည်တဏှာများကိုခံလျက်ဆိုင်ကြီးကြရသူဝမ်းမြဝမ်းသာပြေးသွားကြရာမောင်စောနိုင်သည်အပြေးလင်မြန်သဖြင့်ရှေးဥစွာရောက်လေလင်ထိတ်လန့်တုံလုံးသောမျက်နှာသားနှင့်ကျွန်ုပ်တို့ရှိရာသို့ပြန်ပြေးလာလေဤကျွန်ုပ်တို့လည်းမောင်စောနိုင်အားအချိုးချောင်းကိုမေးမြန်းလျက်ရှိစဉ်ဆိုင်ကြီးရှိရာမှအသိနှလုံးတုံလုံးပဲကောင်းသောဟိမ့်သံတစ်ခုကြားပြီမောင်စိုးလည်းအတန်ကိုသည့်သဖြင့်ကြားကြားဟု အော်လျက်တနက်ကိုပခုံးတွင်တင်၍ချိန်မီပြူရာကြာသည်ရန်သူများကို မြင်သဖြင့်သားကောင်ကိုလွှတ်ခဲ့ပြီးလင်ကျွန်ုပ်တို့ရှိရာသို့တဟုန်ထူးခုံ၍လာလေ၏မော်ဆိုးလေတနက်တွင်ထိုးပြီးသည်ဖြစ်သောရန်တောင်းနှင့်ထပ်၍ပြစ်လိုက်ရာကြာဤနောက်ခြေကိုသာမှန်သဖြင့်ကြာဤသည်မော်ဆိုး၏တနက်ကိုမိမိရှိလည်းဖြင့်ပုတ်လိုက်သောကြောင့်တနက်လဲမော်ဆိုး၏လက်မှလွတ်၍သွားလေ၏၎င်းတော်မော်ဆိုးမှလည်းတနက်လက်လွတ်၍မောင်ဆိုးနိုင်မှလည်းတနက်တွင်ရန်ထိုးပြီးသားမရှိတော့သည့်ဖြစ်၍ မုံဆုံနဲ့မောင်ဆုံနိုင်တို့သည်ကျွန်ုပ်၏နောက်မှကက်လျက်ပြစ်ပါပြစ်ပါဟုအော်ဟစ်လျက်ရှိကြလေ၏ဂျာဤလဲမုံဆုံလက်တွင်တနက်မရှိ၍ရမူမူနိုင်ချောင်းကိုသီးသည်ဟန်ဖြင့်ကျွန်ုပ်ရှိရာသို့လှဲ့လာပြန်လျင်ကျွန်ုပ်သည်တနက်ပြည့်ဝါသနာပါသည့်လျောက်လက်ဖြောင်းသည်ဟုရှီမွန်ချင်းကိုခံရဘူးတော်လဲတမင်တရေအဆရှိသောရမမူတတ်သည့်တတ္တဝါတို့ကိုသာပြစ်ခတ်မှုသည်ဖြစ်၍ဂျာနှင့်ရင်ဆိုင်တွေ့သောအခါမှာမိမိ၏အစွမ်းကိုမိမိမယုံကြည်နိုင်သဖြင့် ဝယုံပင်ကြီးရှိရာသို့ပြေးသွားမိလေ၏။မောင်ဆိုးနိုင်နှင့်မုတ်ဆိုးတို့မှခုခံရလက်နက်မရှိသဖြင့်ကျွန်ုပ်ကိုသာအာကို၍နောက်ကကက်လျက်လိုက်လေ၏။ကြားကြီးသည်ကျွန်ုပ်တို့နောက်သို့လိုက်လာပြန်ရာကျွန်ုပ်တို့သည်ဝယုံပင်ကိုပတ်လျက်ပြေးလျင်ကျွန်ုပ်၏အင်ကြီးစားကိုမောင်ဆိုးနိုင်ကခြင်လျက်မောင်ဆိုးနိုင်၏အင်ကြီးစားကိုမုတ်ဆိုးကတဖန်ခြင်လျက်သုံးဦးသားတို့သည်ဝယုံပင်ကိုလှည့်ပတ်၍လိုက်တန်းပြေးတန်းကစားသကဲ့သို့ရှိနေကြလေ၏။ကြားဤမှာမုတ်ဆိုးပြစ်လိုက်သောကြည်စံသည်လက်ရဘက်ပေါင်တွင် မှန်သဖြင့်လင်မြန်စွာမပြေးနိုင်မရှိသောကြောင့်သာလျှင်ကျွန်ုပ်တို့ကိုရုတ်တရက်မိအောင်မဖမ်းနိုင်မရှိလေ၏။ဤကဲ့သို့ဝေယုံမင်းကိုလှည့်ကား၍ပြေး၍ကြားကတစ်ဖက်မှလှည့်၍လိုက်ပြန်လျင်ကျွန်ုပ်တို့သည်ကြားနှင့်ရင်ဆိုင်ထွေ့ပြန်သဖြင့်နောက်ဆုံးနောက်ဆုံးပြေးပြန်ရာမောင်စောနိုင်သည့်မုတ်ဆိုးတို့လည်းကျွန်ုပ်၏နောက်မှတန်လန်ပါလျက်လိုက်ကြပြန်လေ၏။ဤကဲ့သို့သောအဖြစ်ကို အခြားသူတစ်ယောက်ကဘေးကင်းရာရမှမြင်လျင်အလုံးမင်းရေပွဲကောင်းမီဖြစ်ရာ ကျွန်တို့တို့မှာရေနိုင်သည့်စိတ်မရှိသည့်ပြင် ရွှေတီတီကြလျက်ရှိကြကုန်၏ကျွန်တော်လည်းကြားနေရင်ဆိုင်တွေ့ရသည့်အခါတိုင်းပြစ်တော်မီအောင်မေယာမတော်တဆလွေ၍သွားချေကအာကိုရမဲဖြစ်ရှိတော်မီအကြောင်းကိုသိသဖြင့်မကြည့်ဝင်ပဲရှိနေလေ၏ဤသို့15မိနစ်ခန့်လိုက်ထန်းပြေးတဲ့ကစားကြပြီးနောက်ကျွန်တော်တို့သုံးဦးသားမှလည်းမောပန်းလှသဖြင့်ရွှေပြပြကြလျက်ရှိနေကြစဉ်ကြားဤလည်းဤကောင်များနဲ့ကစား၍ငါမောလာပြီဒီတစ်ချိန်ငါတို့မျိုးကြံ၍ဖောင်းမိဟုအောင်မေပြီးတဲ့ကဲ့သို့ ကျွန်ုပ်တို့ကမလိုက်ဖဲဝေယုံကွယ်လျက်ထိုင်နေလေ၏ကျွန်ုပ်တို့လည်းကြားဝမမြဲဖြင့်ဝေယုံပင်သားမှခဲ့၍တဖြည်းဖြည်းလှည့်၍ကြည်ရာ ကြားနေ3000กว่าခန့်ရောက်သောအခါဘွားကနေဆုံမိကြလေ၏ကြားလဲမိမိအကျန်းအောင်းသည့်လက္ခဏာဖြင့်တဟုန်နှင့်ထ၍လိုက်ရာကြားဤအငွေ့သက်သည် ကျွန်ုပ်၏မျက်နှာတွင် ရိုက်သည်ဖြင့်ညှီဟောက်သောကရွေးနှံ့ကိုကျွန်ုပ်တို့ရှူဆိုင်မိသောအခါယခုမှမိတော်စီဟူသောဟန်ဖြင့်တော်ကိုဖြည့်လျက်ကြောက်မက်ဖွယ်ကောင်းသောလက်သေးတို့ဖြင့်ကျွန်ုပ်တို့၏မျက်နှာကို ပုတ်မီအပြုတွင်ကျွန်ုပ်သည်တနတ်အဖျားကိုကြားဤကရင်တွင်ထည့်၍မောင်းကိုဖြုတ်လိုက်လေ၏တနတ်တန်ကိုကြားသည်နှင့်တပြိုင်နက်ကြားဤသည်ဂျွန်းပြန်၍သွားပြီးလျင်မြည်သို့ကျသွားရာကျွန်ုပ်၏ကြည်သံသည်အုံနောက်ကိုထိမှန်သည် ဖြစ်သောကြောင့်မလှုပ်ရှားဘဲငြိမ်ဝှက်စွာရှိနေလေ၏၎င်းကြား၏ညံများသည့်အဖြစ်ကိုသိသဖြင့်ကျွန်ုပ်သည်ရုတ်တရက်မချင်းကပ်သေးဘဲတဖြည်းဖြည်းသွား၍ကြည်ရာကြားဤမှာကျွန်ုပ်၏လက်ချက်ဖြင့်ပွဲချင်းပြီးတည်ဆုံကြောင်းကိုသိရှိကြလေ၏ ကျွန်ုပ်တို့သည်မောပန်းလာသည်ဖြစ်၍ကြားစီကောင်းပေါ်တွင်ထိုင်လျက်အမောဖြစ်နေကြရာကျွန်ုပ်တို့၏စိတ်၌ကကြားသည်အသက်လုံးဝမရှိကြောင်းကိုသိလျက်နှင့်ပင်လှုပ်ရှားလိမ့်မည်ဟုအောင်မေ၍တစ်ချက်တစ်ချက်ဥကောင်းကိုလှမ်း၍ကြည့်မိလေ၏မောင်စောတိုင်းမှာလဲဟန်ဆောင်၍သာနေရတော့လဲကျွန်ုပ်ကဲ့သို့ကြောင်းရသောစိတ်ရှိလိမ့်မည်ဟုကျွန်ုပ်ယုံကြည်လေသည်၎င်းတော်เจ้าကိုတိုင်းထွားကြည့်ရာ အမိပြမသည်နှာခေါင်းပြသည့်၁၂တောင်နှင့်တမိုက်ရှိကြောင်းကို တွေ့ရှိရလေသည် ်မုံဆိုးလည်းများစွာဝမ်းမြောက်သောလက္ခဏာဖြင့်ဤမြလောက်ကြည်သောကြောင့်မတွေ့ဘူးကြောင်းပြောဆိုလေ၏ထို့နောက်ကျွန်တို့သည်ဆိုင်သေးကောင်နှင့်ကြားသေးကောင်ကိုထိုနေရာတွင် ထားခဲ့၍မိဘုံရှိရာသို့ပြန်သွားကြရာမောင်ဘောဆန်နှင့်မော်တော်ဘုံမောင်းသူကလားတို့မှမိဘုံဤတွင်မရှိသဖြင့်ကျွန်တို့မှများစွာဆူရင်မကင်းဖြစ်ကြလေ၏မောင်ဆိုးတိုင်းလည်းထိတ်လန့်သောမျက်နှာဖြာဖြင့်ကိုဘောဆန်ဟုတခွန်းနဲ့ခေါ်လိုက်ရာမိသူမြပြန်မထူးပဲရှိလေလျင်တဖန်ထက်၍သုံးတပြိုင်နက်ဟစ်အော်လိုက်ကြပြန်လေ၏ ထိုအခါမော်တော်ဘုတ်ပေါ်မှနှစ်ယောက်တို့သည်တဖြည်းဖြည်းဆင်းလာ၍အနီးသို့ရောက်သောကာလတယောက်သောသူက"အော်တကယ်ပါပဲဆရာတို့ရဲ့"ပြောသဖြင့်အချို့အကြောင်းကိုမေးမြန်းကြည့်ရာမောင်ဘောဆံမှကြားဟင်းတန်ကိုကြားသဖြင့်ကျွန်ုပ်တို့သုံးသည်ကြားကပ်၍တေးပြီးဟုထင်မှတ်သည်နှင့်မော်တော်ဘုတ်ပေါ်တွင်ပုံအောင်လျက်နေကြကြောင်းကျွန်ုပ်တို့ဤခေါ်တန်ကိုကြားသောအခါလင်းသစီဖြစ်၍၆လသည်ထင်မှတ်သဖြင့်ရုပ်တရက်မထူးပဲနေကြောင်းများကိုပြန်ပြောလေ၏ကျွန်တော်လည်းအီမြောက်တော့အဲဘော်နေသောတပိတ်ကို လက်သီးဖြင့်တစ်ချက်ဆုံးမ၍မိဘုံဤတွင်ကိုကိုပြစ်လဲပြီးတွင်ရှေ့ကဲ့သို့အဆောင်ထားလျက်အိတ်လီနောက်တနေ့၌ကျွန်ုပ်တို့သည်ဆိုင်ပေများကိုညှင်း၍အချောက်လန်းခြင်းကြာဤတည်ရင်များကိုခါ၍စေကျော်တုတ်တင်ခြင်းစသောအလို့တို့ကိုလောက်ကန်နေရသဖြင့်ခီးဆက်လက်မသွားနိုင်မဲထိုစကန်းတွင်ပင်တညထက်၍အေးရပြန်၏ထိုညနေလုံးပြောက်၍သွားပြန်လင်တောတော်ဝါတို့သည်မိမိတို့အပေါင်းဖော်နှုတ်ဦးကိုတက်ပြစ်သည့်အတွက် လက်စားချင်မီဟုကျင်းဝါညီးတွားကြသည့်ဟန်ဖြင့်တတော်လုံးဆူညောင်းဟင်းဟောင်းရဲ့ရှိကြလင်နားနှစ်ဖက်ကိုလက်ဖြင့်ပိတ်ထားရလေသည်မဟုတ်ဆိုလဲဘောဆန်ဤကြောင်ရွတ်သောသဘောကိုတည်သဖြင့်ဆောင်းချုံ၍အနည်းသို့ဖြင်းချင်းစွာသွားပြီးလင်လေကုတ်ကိုအစ်လိုက်သည်တွင်ဘောဆန်သည်မိမိအားကြားလာ၍ကြိုက်ချေပြီဟုအောက်မေ့သည်နှင့် အမလေးဆရာရဲ့ဟုဟစ်အော်၍ယုံလိုက်ရာဆောင်းရောလူပါမြစ်ထဲသို့ကြာသွားလေ၏ ်ရေထဲသို့ရောက်ပြန်လျင် မြေရည်သည်အလွန်တရာမှအေးမြလာသည်ဖြစ်၍ဒေဘာဘီပြဟုအော်လျက်ကမ်းပေါ်သို့တက်၍ပြေးပြန်လေ၏မိဘုံသားသို့ရောက်လျင်တကူလုံးခိုက်ခိုက်တုံလျက်ကြောက်ရွံ့เสียဆရာမပြစ်လိုက်ဘူးလားဟုကျွန်တော်ဟာမိသဖြင့်ကျွန်တော်တို့လည်းရေမောချလျက်ပေါ်ဆန်းသည် နားမလည်သောမျက်နှာထားဖြင့်မိဘုံဤတွင်ထိုင်လျက်မုတ်ဆိုးနေသူစောင့်နေရလေ၏နောက်တနေ့နန်းနက်စာစားပြီး၍နှင်းကွဲလေလင်ကျွန်တော်တို့သည်မော်တော်ဘုတ်နှင့်ဆန်တက်ကြပြန်လေ၏ ၎င်းရတု၌မြစ်စီအလွန်တရာရေစီးတန်လာသည့်ပြင်ကျင်းမြောင်ကွေးကောက်လျက်ရှိသည့်ဖြစ်၍မော်တော်ဘုတ်၏ရှိသူလှမ်းကြည့်လိုက်ရင်တောင်ကြီးများစီးကာ၍နေပြီးတကယ်သို့ရှိကုန်၏ကြောက်ဆောင်ကြီးတို့သည်လည်းမြစ်ထဲသို့ခြုံ၍ထွက်လျက်ရှိကြသည့်ပြင်အချို့နေရာများ၌ပင်ပေါ်လျက်ရှိကြသောကြောင့်၎င်းတို့နှင့်တိုက်မိကြကကျွန်ုပ်တို့၏မော်တော်ဘုတ်ကလေးသည်ကြည်မွှား၍သွားမည်ကိုစိုးရင်သည့်အတွက်ခက်ပြေးပြေးသာလျှင်သွားနိုင်ကုန်၏တိုးတက်လျှင်စေမိုင်းကြခန့်နှင့် ငါရဲ့ခန့်ဆက်လက်သွားကြပြန်ရာတနေ့တနိုင်စိတ်ကန်းသူကက်လျက်ရှိကြစဉ်မုတ်ဆိုးနဲ့ကျွန်တို့တူဦးနှစ်ယောက်သည်တနက်တလက်စီပခုံးမော်တွင်ထန်းလျက်စိတ်ကန်းသာသည်လင်းနှင့်တန်းငါရှာဖွေရန်ထွက်သွားကြလေ၎င်းရ၌လူရောက်ပေါ့မရှိသက်ဖြင့်တားကောင်တို့သည်လူကိုပမာမပြုသည့်လက္ခဏာဖြင့်မြင်လျက်နှင့်မပြေးပဲစိုက်၍သာလင်ကြည့်နေကြရာ ကျွန်တို့တို့သည်တရေနှစ်ကောင်နှင့်ယုံနှစ်ကောင်ကိုအလွဲတကူပြစ်ခတ်ရရှိပြီးနောက် မော်တော်ဘုတ်ရှိရာသို့ပြန်လာကြလေ။မောင်ဘောဆန်တို့ရှိရာသို့ရောက်၍မော်တော်ဘုတ်ကိုမြင်လင်ကျွန်ုပ်တို့သည်မြည်မြအံ့ဩကြသည်ကို ပြောရင်မပြနိုင်အောင်ရှိလေတော့သည်။ဘောဆန်လည်းမိသိမ့်၍ထားသောအဝိစားတို့နှင့်တစ်ပင်အမြင့်ရင်တွင်ထိုင်၍မှိုင်လျက်မော်တော်ဘုတ်မောင်းသမားလည်းဘောဆန်နှင့်မနီမဝေးတွင်ထိုင်၍ကလာတို့ဘာဝဥကောင်းကိုလက်နှစ်ဖက်နှင့်ကုပ်လျက်မော်တော်ဘုတ်သည်လည်းအမိုးကာစသည်တို့တွင် မိလောင်ရည်ထားသဖြင့်စုပ်ဖြတ်ကြည်မွားလျက်မော်တော်ဘုတ်ပေါ်ရှိပစ္စည်းတို့သည်လည်းတောင်တကွဲမြောင်တကွဲနှင့်ဖျို့ဖျင်းကျဲလျက်ရှိကြသည်ကိုတွေ့မြင်ရလျင်သုံးဦးသားတို့သည်အံ့အားသင့်၍ရှေ့သို့တိုးတက်၍မသွားနိုင်ကြပဲကြက်သည်သည်လျက်နေကုန်ကြ၏၎င်းနောက်ကျွန်ုပ်သည်ဘောဆန်၏နေရွက်ကိုဆွေး၍အကျိုးချောင်းကိုမေးမြန်းရာဘောဆန်သည်ရုတ်တရက်ပြန်မပြောဘဲမော်တော်ဘုတ်မောင်းသမားကိုလက်ညှိုးညွှန်ပြလိုက်၏ မော်ရဘုံမောင်းသမားကိုမေးမြန်းပြန်လည်လဲ၎င်းလည်းပေါ်ဆံကိုလက်ညှိုးညွှန်ပြပြန်လည်ဤကျွန်တော်လည်းပစ္စည်းများဆုံးမပစ္စည်းလျက်ရှိနေသည်ကိုမြင်ရသဖြင့်ဒေါသထွက်လျက်ရှိရသည့်တွင်၎င်းတို့နှုတ်လည်းကျွန်ုပ်မေးသည်ကိုမပြောကြပဲတဦးကိုတဦးလက်ညှိုးညင့်ပြသာညွှန်ပြ၍နေကြလျင်စိတ်ကိုမချုပ်တီးနိုင်အောင်ရှိသည်ဖြစ်သောကြောင့်တနက်နေ့ကျောဦးတယောက်တစ်ချက်စီစောင့်လိုက်သောအခါနှစ်ဦးစလုံးတပြိုင်တည်းအလူရဲ့ပြောကြပြန်လည်ဤဤသို့အလူရဲ့တယောက်တစ်ခွန်းပြောကြပြန်လည်ပထမ၌ကျွန်ုပ်မှာ နားမလည်နိုင်အောင်ဖြစ်၍နေသဖြင့်တဦးစီမေးမြန်းကြည့်ရာ၎င်းတို့ပြောလိုသည့်အထိပ္ပယ်မှာကျွန်ုပ်တို့သည်၎င်းတို့နှုတ်ဦးကိုအဆောင်ထားခဲ့၍ထွက်သွားကြသည့်နောက်ဘောဆန်သည်လေမိဘကိုတက်စီများထည့်ပြီးလျင်လက်ဖက်ရည်ကြမ်းများတည်၍ဆိုင်သားကြုံနှင့်မြည်၍နေစဉ်ဝတ်တဘုံမောင်းသမားသည်ကြားရည်ကိုဘောဆန်မသိအောင်ယူသွားပြီးလျင်၎င်းဖြင့်မိမိကိုယ်ကိုရစ်ပက်လျက်ဘောဆန်၏နောက်မှနေ၍ခေါင်းကိုပုတ်လိုက်ရာဘောဆန်မှလွန်တရာကြောက်တက်လာသည်ဖြစ်၍များစွာထိတ်လန့်ပြီးလျင် လက်ဖက်ရည်အိုးနှင့်ကြားကိုပေါက်လိုက်လေ၏။ကြားရောင်ဆောင်သောမော်တော်ဘုတ်ကလားလဲရေနွေးပူလောင်သဖြင့်ထွန်းထွန်းလူလျက်ရှိစဉ်ပေါ်ဆန်လဲအကယ်ပင်ကြားလာသည့်အောင်မေ၍ခုံလွားကြော်နှင့်ရုံရင်ဆက်ခတ်ပြုတ်လေလျင်ဓာတ်စီထဲထားသောလေမီးပိုလဲပေါက်ပြီးလင်ဓာတ်စီအိုးမှာအနှံ့ပြားမီးလောင်လျက်ရှိကုန်၏။ထိုအခါမော်တော်ဘုတ်မောင်းသမားလဲကြားရည်ကိုချွတ်လျက်ပစ္စည်းတို့ကိုမော်တော်ဘုတ်ပေါ်မှာဆွဲချ၍နှူးသားတအားသမျှမိကိုနှိမ်ပါသောလဲစက္ကရိယာစသည်တို့မှာ များစွာပျက်စီးချိုးယင်းခြင်းရှိပြီးသည့်နောက်မှမီးကိုတတ်နိုင်ကြလိမ့်သည်။တက်စီဘုံနိုင်ငံတို့မှလည်းမီးတဲ့သို့ပါသောသဖြင့်ကျွန်ုပ်တို့သည်ကျွမ်းကျင်သောတက်စီများနှင့်မော်တော်ဘုတ်ကိုစမ်းသပ်မောင်းနှင်ကြည့်ရာစက္ကရိယာတို့မှများစွာချိုးယင်းချက်ရှိနေသည့်အတွက်မောင်းနှင်၍မရပဲရှိနေလိမ့်၏။ထို့အခါကျွန်ုပ်တို့သည်ပျက်စီးဆုံးသည့်များကိုများစွာမနှမြောလှတော့လေ။လာရောက်သည့်ကိစ္စကိုဆုံးခန်းတိုင်အောင်မသွားနိုင်ကြတော့ပြီဟု၎င်းတို့နှုတ်ဦးပေါ်၌များစွာအမျက်ဒေါသထွက်သဖြင့်စိတ်ကိုအနိုင်နိုင်ချုပ်တီးပြီးလျှင်အောင်ရည်၍နေရလိမ့်၏။ မီးလောင်သဖြင့်ကျရင်သောပစ္စည်းများမှာအစာရိတ်ခါနိုင်ငံနှင့်အဝေးစားအိပ်ယာဆောင်အထယ်လိုက်အနေငယ်များသာလျှင်ကျရင်လေတော့သည်မောင်ဆိုးနိုင်မှမူမော်တော်ဘုတ်မီးလောင်ရေးသွားသဖြင့်ရုတ်တရက်စိတ်နှလုံးမချမ်းသာသည်ဖြစ်တော်ဤမှန်တော်လဲ၎င်း၏စိတ်သဘောမှာအကြက်တဲတို့နှင့်တွေ့ကြုံရသည့်အခါအာဝိုလျှော့လျက်ကြာရှည်စွာစိတ်ပြည့်၍မနေတတ်သည့်လျောက်အလုံးကုန်မီးလောင်ရေးသွားလျင်ယခုတက်ပင်ခက်ချီုံမီယခုမှမူအစာရိတ်ခါနှင့်အထယ်လိုက်အနေငယ် ကျင်းရည်ပေစီအတွက်၎င်းတို့နှုတ်ဦးကိုပင်ကျေးဇူးတင်ရပြုံးပြီးစသည်ဖြင့်ရေမောပြောဆိုလျက်များစွာစိတ်ပြက်လက္ခဏာမရှိဘဲနေလေ၏ထိုအခါကျွန်ုပ်သည်မောင်စောနိုင်ကိုခေါ်၍ဘယ်နဲ့လဲမောင်စောနိုင်ဒုက္ခဖြင့်တွေ့ကြုံကြပြီးဒီတစ်ခါဘယ်နဲ့လုံလဲဟုမေးလျင်မောင်စောနိုင်ကဘယ်နဲ့လုံလဲဦးလေးရဲ့ဒီတိုင်းသွားရုံပေါ့ဟုပြန်ပြော၍ကျွန်ုပ်ကမဖြစ်နိုင်ကြောင်းပြောလျင်မောင်စောနိုင်ကမဖြစ်နိုင်ဖြစ်နိုင်အောင်သွားလိမ့်မယ်ဦးလေးမဖြစ်လို့ဦးလေးပြန်သွားခြင်းသလား ပြန်ရင်ကောဘယ်နဲ့ပြန်မလဲရှေ့တူလဲတဘူနောက်ဆိုလဲလှဲထုံနေဆိုလို့ဖြစ်နေပြီဒီတော့ဒီလိုအတူတူကျွန်တော်ဖြင့်ရှေ့ကိုပဲတိုးသွားကျင်တော့တယ်ဘာနဲ့သွားမလဲဟုကျွန်တော်ကပြန်မေးလင်မောင်စောနိုင်ပြီးအကြံတစ်ခုရသည်ဟန်နဲ့မုံဆိုးကိုခေါ်၍တိုင်ပင်ကြည့်ရာမုံဆိုးလဲကျွန်တော်တို့အကြံကိုလိုက်နိုင်ရန်သဘောတူရလိမ့်ဤထိုရက်ဒေသ၌တောစီလဲလွန်လက်နာသည်ဖြစ်လျာတစ်ပင်တို့သည်ရေကမ်းပါသို့တိုင်အောင်ပေါက်ရောက်လျက်ရှိလိမ့်ဤ ကျွန်ုပ်တို့သည်ကမ်းခြေမှလျှောက်၍မသွားနိုင်သည်မှာအမှန်ပင်ဖြစ်လေတော်သည်ထို့ကြောင့်မောင်စောနိုင်အကြံရသည်မှာထိုရက်၌ပေါရောက်လျက်ရှိသောတစ်ပင်ကြီးတို့နှင့်ဖြောင်တန်းလျက်တင့်လျော်သောအရွယ်ရှိသည့်တစ်ပင်ကြီးတစ်ပင်ကိုရွေးချယ်ပြီးလင်ပိန်ကောအတွင်ပြုပြင်ခုတ်ထိပ်၍၎င်းနှင့်ဆန်တက်ခဲ့လျင်တင့်လျော်မည်ဖြစ်ကြောင်းနှင့်ပြောဆိုလေ၏ကျွန်ုပ်တို့လည်းထိုအကြံတိုင်းလိုက်နာကြ၍မော်တော်ဘုတ်မောင်းသမားနှင့်ပေါ်ဆံကိုလည်းဒံပေးသည့်နေနှင့်အလုံချမ်းများကိုထူးသဖြင့်လောက်ကန်စီလျက် ။တင့်လျော်သောရွယ်ရှိသည့်ပင်ပြိုတစ်ခုကို ခုံလဲကြလေ။ကျွန်ုပ်တို့၅ဦးသားသည်လှော့ပစိန်စားသောဒသမကရိယာတို့နှင့်မနာမနေစေအားထက်သန်စွာလောက်ကန်ကြရာ15ရက်တွင်တစ်ပင်ကို ခေါင်းထွင်း၍ပြည်စည်းကြလေ။ဤသို့လောက်ကန်လျက်ရှိကြစဉ်ကျွန်ုပ်တို့သည်မီးမလောင်သဖြင့်ကျန်ရင်သောငါးတိတာအမဲတိတာစသည်တို့ကိုရွှေတာစားတော့ကြလျက်ညနေချင်းအချိန်၌လေကျွန်ုပ်တို့ဒူဝီနှစ်ယောက်နှင့်မုတ်ဆိုးတို့သည်တနတ်များနှင့်တားကောင်များကိုရှာဖွေ ပြစ်ခတ်ကြရလေ။ KMB ကြောင့်များနဲ့တနတ်များပါမူကျွန်ုပ်တို့နဲ့အတူယူဆောင်၍သွားသည်ဖြစ်သောကြောင့်မိလောင်ရနိုင်မှာပါပဲကုစုကံလျောက်ကြံရေးကြလေ။ပိန်ကောင်းငယ်ပြည်စည်းသည့်နောက်ကျွန်ုပ်တို့သည်တပ်များကိုတယောက်တစ်ချောင်းစီကိုစီကုံကလောက်ကန်ရပြီးလင် မော်တော်ဘုတ်မိလောင်ပြီး၍22ရက်မြောက်နေ့တွင်ကျွန်ုပ်တို့သည် အစာရိတ်ခါများကိုရွှေပြောင်းတင်ဆောင်၍ထိုရက်မှထွက်ခွာခဲ့ကြလေ။ပထမ၌ကျွန်တော်တို့သည် ပိန်ကောမကိုမခုတ်ဘဲမော်တော်ဘုတ်နေသားလင်းလှုပ်တက်မြည်ကြံစီကြရာ၎င်းမှာအလွန်လေးလံလွန်းလာသဖြင့်ရာစွာခီးတွင်ကြပြီးမဟုတ်သောကြောင့်ခြုံငယ်တစ်ခုအောက်တွင်တရုတ်ဝက်ထားခဲ့ရလေ၏